ဲ့တဟာနဲ့ပထမဖိုးသူတော်ကဇိုးဘေတာအားငါအကြောင်းကိုမမသိကျင်လို့ရှိမင်းငါပြောပြပါမည်ငါသည်ဘယ်နည်းဘယ်ပုံနဲ့မျက်စိတစ်ဖက်လက်ဘဝသို့ရောက်ပြီးဖိုးသူတော်ဖြစ်နေရသည့်အကြောင်းကိုပြောရမည်ဆိုလျင်ပထမဆုံးငါ၏မျိုးရိုးဇာတိကစ၍ပြောမှဖြစ်တော်မည်ငါသည်မဟာမျိုးမဟာနွယ်ဖြစ်ပါသည်ငါ၏အဖေမှာဖုန်ကြီးသောနေထွက်ဘရင်တပါးဖြစ်၍ငါဟာထင်းငွေနန်းငွေခင်အင်ရှိဇံဥပယာဇာဖြစ်ပါသည် ငါဤဘာတွေးတော်ကလည်းတိုင်းနီးပြည်နီးချင်းတစ်ခုတွင်ထီဆောင်တနန်းနေနေထွက်ပရင်မင်းတပားပင်ဖြစ်ပါသည်ငါဘာတွေးတော်မှာသားတော်တစ်ပါးနဲ့သမီးတော်တစ်ပါးထွန်းကားပါသည်ငါနှင့်ငါဘာတွေးတော်ရဲ့သားတော်ဟာတနေ့တည်းမွေးကြပြီးလျင်တယောက်နဲ့တယောက်လည်းအလွန်ချစ်ခင်ကြပါသည်ငါသည်နှစ်ဆင်နှစ်ဆင်ဘာတွေးတော်ဤတိုင်းပြည်သို့တလတန်သည်နှစ်လတန်သည်တွား၍လဲလေးရှိပါသည်နောက်ဆုံးအကြိမ်ဘာတွေးတော်ဤနန်းတော်သို့ငါတွား၍လဲတော်အခါ ဘာတွေးတော်ဤသားကငါအပေါ်တွင်ခါတိုင်းခါတိုင်းကပြုစုသည်ထက်အစာပေါင်းများစွာတိုး၍ပြုစုပါသည်။တဟာနှင့်ငါတို့ညီတော်နောင်တော်နှစ်ယောက်သည်တနေ့တွင်အဖိုးတန်သေးများကိုလှိုင်းလှိုင်းကြီးတောက်ကြပြီးလျင်စားကောင်းတောက်ဖွဲများကိုနှစ်ယောက်သားပျော်ပျော်ပါပါစားကြပါသည်။ငါကလည်းအဲ့ဒီနေ့ကခါတိုင်းထက်ပို၍တေးရည်ရစ်ပါသည်။ဖို့ခိုက်တွင်ဘာတွေးတော်ဤသားကသူ့မှာအင်မတိအင်မတန်အရေးကြီးသောကိစ္စတစ်ခုရှိ၍သူ့ကိုအကူအညီပေးစေလိုကြောင်း ို့ရာတွင် ထိုကိစ္စနှင့်ပတ်သက်၍ညီသူကိုမျှပေါက်ကြားခြင်းမရှိပါဟုတစ္ဆာဆိုရမည်ဖြစ်ကြောင်းနှင့်ငါကိုပြောပါသည်ဒီတော့ငါကလည်းခမူးမူးနှင့်စိတ်သာချပါလိုချင်သည့်အကူအညီကိုပေးပါမည်ပြီးတော့ဘသူကိုမျှလည်းမပေါက်ကြားစေရပါဘူးဟုတောင်းဝန်ခံလိုက်ပါသည်ဒီတော့သူကဒီလိုဆိုရင်နေရကြပြီဒီအကြောင်းကိုဘသူမျှမပြောရဘူးနော်ဟုထပ်၍ပြောပြီးလျှင်နန်းတော်အတွင်းဆောင်သို့ဝင်သွားပါသည် ခဏကြာသောအခါပြန်ထွက်လာပြီးလျှင်သူနှင့်အတူအဖိုးထိုက်အဖိုးတန်ကြောင့်မြဲယန္တနာတန်စာပလာတို့ကိုစီရင်ထားသောမိမတယောက်ပါလာပါသည်ထိုမိမမှာခေါင်းမီးခြုံပေါ်ဝါကိုခြုံ၍ထားသဖြင့်သူမျက်နာကိုငါမမြင်ရပါသူ့နာမည်ကိုလည်းငါကို ပြောမပြပါငါကလည်းသူမပြောခြင်းတဟာကို မေးလျင်ရိုင်းရကြမည်ဆို၍မမေးလိုက်ပါအဲ့တဟာနှင့်ဘာတွေးရဲ့သားကငါအားသူ့ကိုတစိမ့်ခေါ်သွားနှင့်ပါအခုပဲငါလိုက်ခဲ့ပါမည်ဟုပြောပြီးလျှင် ထိုမိမကိုငါထံအပ်၍ငါအာတင်းချမ်းကြီးတစ်ခုတည်းသို့တွားရန်ညွှန်လိုက်ပါသည်ငါကလည်းဘာတွေးတော်ဤသားပြောသည့်အတိုင်းတတဝေမတိန်လိုက်နာပြီးထိုမိမကိုခေါ်သွားပါသည် တင်းချိုင်းထဲသို့ရောက်၍ဂူကြီးတစ်ခုအနားတွင်ငါတို့နှစ်ယောက်ခဏအမောဖြေနေကြစဉ်ပင်ဘာတွေးတော်ဤသားရောက်လာပြီးပေါချုံးတစ်လက်ရေအိုးတစ်လုံးနှင့်အင်္ဂဒေမှုန်တိတ်ပါပါလာပါသည်ရောက်လာလာခြင်းကအာကျေးဇူးတင်စကားပြောပြီးလင်ရီအိုးနှင့်အင်္ဂရေအိတ်ကိုဘေးနိုင်ချ၍ ်ဂူကြီးတစ်ခုကိုပေါချုံးနှင့်ပေါ့၍ဖြစ်ပါသည်ထိုဂူကြီးမှရသောအုတ်များကိုလည်းတနေရာတွင်စီ၍ချထားပါသည်ဂူကြီးကိုဖြတ်ပြီးနောက်ဘာတွေးတော်ဤသားသည်မြေကြီးကိုအနှဲငယ်ဆက်၍တူးပြန်ပါသည်အနှဲငယ်တူးမိသောအခါတကားရွက်ကြီးတစ်ခုပေါ်လာပါသည် ထိုတကားရွက်ကြီးကိုဆွဲ၍ဖွင့်လိုက်သောအခါအောက်တွင်ကြောင်လင်းလေကားကြီးတစ်ခုတွေ့ရပါသည်ထိုအခါဘာတွေးတော်သားကမာရုနှင့်ပါလာသောမိမအားတီးနေရပဲမောင်ပြောသဟာဟုပြောပြီးလျှင်အ ဲသို့အဝင်ခိုင်းပါသည်ထိုမိမလည်းဘာတွေးတော်သားပြောသည့်အတိုင်းဘာမျှပြန်မပြောဘဲကြောင်းလင်းလေးကားကြီးဖြင့်ဆင်း၍သွားပါသည်ဘာတွေးတော်သားလည်းနောက်မှထက်ကျက်လိုက်ပါသွားပြီးလျင်ကြောင်းလင်းလေးကားကိုဆင်း၍ခေါင်းမြုပ်ခါနီးသောအခါငါအာကျေးဇူးတင်စကားပြောပြီးလျင်ပြန်ပြီတော့ဟုဆိုကားတကားကိုပိတ်၍ပြက်ွယ်သွားပါသည် ငါလဲဘာလို့ရမယ်မသိတဲ့ဖြစ်ဘာတွေးတော်သားကပြန်ဆိုသည့်အတိုင်းနန်းတော်ကြီးတို့ပြန်ပြီးလေငါအဆောင်တို့ဝင်၍ထုံညအိပ်ပါသည်မိုးတောက်အိယာမှနိုး၍အမှုပြေတော်အခါငါသည်ထုံညကအဖြစ်ပြက်များကိုအိမ်မက်မက်တကဲ့သို့တရေရေတွေးမိပြီးလျင်စိတ်မကောင်းသဖြင့်မင်းချင်းတယောက်ကိုခေါ်၍ဘာတွေးတော်သား၏အဆောင်တို့တွား၍အကြည့်ခိုင်းပါသည် မင်းချင်းပြန်လာ၍ဘာတွေးတော်သားသူ့အဆောင်တွင်ညကပြန်မအိတ်ကြောင်းပြောသောအခါငါဟာပို၍စိတ်မကောင်းဖြစ်ပြီးလျင်တင်းချိုင်းတို့အလင်းအမြန်သွား၍ဘာတွေးတော်သားဆင်းသွားသောဂူကြီးကိုရှာပါသည်ထိုညကမူးမေမမှတ်မိသည်ကတကြောင်းဂူပြည့်နေရများကလည်းတစ်ခုနှင့်တစ်ခုဆင်တူလိုကြီးဖြစ်နေခြင်းကတကြောင်းကြောင့်ငါဟာဘာတွေးတော်သားဆင်းသွားသည့်ဂူကြီးကိုရှာ၍မတွေ့ပါ ိုခိုက်တွင်ဘာတွေးတော်မှာလဲတောကစားထွက်တော်မူခိုက်ဖြစ်သဖြင့်နန်းတော်ကြီးနိုင်မရှိပါ။ငါလဲဘာတွေးတော်သား၌တစုံတစ်ခုဖြစ်လျင်ငါဤပြောကကင်းမီမဟုတ်သည့်အဖြစ်ကိုသိသဖြင့်ပို၍စိတ်မကောင်းဖြစ်လာပြီလျင်ဘာတွေးတော်သားခိုင်းသည့်အတိုင်းဘာကြောင့်ငါလိုက်လို့ရသလဲဟုကိုကိုကိုစိတ်ဆိုးပြီးလျင်ဘာတွေးတော်သားဆင်းသွားသောကူကြီးကိုမတွေ့တွေ့အောင်ရှာမိဆိုပြီး၄၅ရက်ဆက်၍ရှာပါသည်။ဘလိုပင်စူးစမ်း၍ရှာတော်လဲမောယုံသာရှိပါသည် မတွေ့ပါ ထိုခိုက်တွင်ဘာတွေတော့လဲတောကစားရမှာပြန်မလာသေးပါမင်းနေ့ပြန်လာလိမ့်မည်ဟုလည်းမပြောနိုင်ပါအဲ့တဟာနဲ့ငါလဲကြံရမရသဖြင့်စိတ်ညစ်ညစ်နဲ့ငါဤခမဲတော်နိုင်ငံသို့ပြန်ခဲ့ပါသည် ခမဲတော်နိုင်ငံသို့ရောက်သောအခါရွှေနန်းတော်တကားဝရင်ခါတိုင်းနှင့်မတူအမူပွဲပြားလျက်နေသည်ကိုတွေ့ရသဖြင့်ငါသည်တပူပေါ်နောက်ပူဆင့်ဖြစ်ပြီးရင်ဖို့၍သွားပါသည်ငါရင်ဖို့ချင်းမှလည်းဖို့ထိုက်ပါသည် အဘဲကြောင့်ဆိုသောငါရောက်လာသောအချိန်တွင်ရွှေနန်းတော်တကားဝတွင်လက်နက်ကင်တပုံတကံများရောက်နေနေကြသဖြင့်တပုံတကံတို့သည်ငါကိုမြင်လင်မြင်ချင်းဝိုင်း၍ဖမ်းကြသောကြောင့်ဖြစ်ပါသည်။ငါလည်းငါကိုဘာကြောင့်ဖမ်းကြသည့်အကြောင်းကိုမေးပါသည်။ပထမတွင်မိသူကမျှအပြေမပေးကြပါ။နောက်မှသူတို့ထဲမှယခင်ကငါတို့အိမ်တော်ကြုံဖြစ်ဘူးသူတယောက်ကနန်းရင်ဝင်ကြီးသည်စစ်တပ်နှင့်ပူးပေါင်း၍ပုံကံပြီးလျှင်ငါဤခမဲတော်အားအဆုံးစီရင်လိုက်ပြီဖြစ်ကြောင်း ယခုနန်းရင်ဝင်ကြီးနန်းတက်လျက်ရှိကြောင်းနောက်ကိုဖမ်းကြခြင်းလည်းယခုနန်းတက်နေသောနန်းရင်ဝင်ကြီး၏အမိအယဖမ်းကြခြင်းဖြစ်ကြောင်းနှင့်ပြောပြပါသည်ထိုအကြောင်းကိုကြားရသောအခါငါဟာမယူးယုံတမဲဖြစ်သွားပါသည်ထို့နောက်အာနာသားတို့သည်ငါအားလက်ပြန်ကြိုးကြည့်၍နန်းရင်ဝင်ဟောင်းနန်းလူမင်းရှိသူခေါ်၍သွားကြပါသည်နန်းလူမင်းလည်းငါ့ကိုမြင်လျင် စားမတက်ဝါမတက်အမျက်ပြင်းစွာထွက်လျက်ရှိပါသည်။သူနှင့်ငါဟာယခင်ကရန်စရှိဘူးပါသည်။ ငါသည်ငငယ်ကလောင်လေးပြည့်ဝါသနာပါသဖြင့်နန်းရင်ဝင်ကြီး၏အိမ်ပေါ်တွင်နားနေသောနှစ်တကောင်ကိုလှမ်း၍ပြစ်လိုက်ရာနှစ်ကိုမမှန်ပဲနန်းရင်ဝင်ကြီးကိုမှန်သဖြင့်နန်းရင်ဝင်ကြီးညာဘက်မျက်စိပြည့်၍သွားပါသည်ငါကတမင်တက်တက်လှုပ်ခြင်းမဟုတ်ပါမတော်တဆဖြစ်ခြင်းသာဖြစ်၍တီးခံပါယင်လူလွတ်၍လဲတောင်းပန်ပါသည်နောက်ချက်ချင်းပင်ကိုယ်တိုင်သွား၍လဲတောင်းပန်ပါသည် တို့ရရင်ငါဟာရှင်ဘီရင်သားမှုသာအောင်၍ခံရတော်လဲနန်းရင်ဝင်ကြီးသည် သူ့စိတ်ထဲကငါအပေါ်၌အမျိုးမပြေပါယခုသူရှင်ဘီရင်ဖြစ်နေသောအခါလက်စားချေဖို့အလှဲ့ရပြီဆိုပြီးငါအာအဆုံးစီရင်ဖို့အမိန့်ချပါသည်ငါကလည်းငါအာအဆုံးစီရင်ထိုက်လောက်အောင်အပြစ်တစုံတရာမကျူးလွန်ဘူးသဖြင့်အသက်ဘေးကိုချမ်းသာပေးရန်အတနာခံပါသည်ဒီတော့နန်းလူမင်းသည်သူ့မျက်စိကန်းနေသောဘက်ကိုလက်ညှိုးနှင့်ထိုးပြပြီးလျှင် တဟာကိုမေ့ပြီလားဟုပြောပါသည်။ဒီတော့ငါကတမင်လှုပ်ခြင်းမဟုတ်ပါမတော်တဆခိုက်မိခြင်းသာဖြစ်ပါသည်ဟုဆိုပါသည်။ဒီတော့သူက မတော်တဆလှုပ်နေငါကတမင်လှုပ်မယ်ကွာဆိုပြီးငါဤညာဘက် မျက်စိကို တခါတည်းထိုး၍ဖောက်လိုက်ပါသည်။အဲတဟာဟာငါမျက်စိတစ်ဖက်လက်ဖြစ်ရပုံပါပဲ။ထိုနောက်ငါမှာသွေးရဲရဲတန်ရဲရဲနဲ့ဖြစ်နေစဉ်နန်းလူမင်းက အာနာသားများအားဒီရာဇဝတ်ကောင်ကိုတစ်တာတစ်ခုတည်းထည့်ပြီးမြို့ပြင်ထုတ်သက်စီ တင်းအလောင်းကိုလည်းကြီးစာခွေးစာကျွေးစေဟုအမိန်ပေးလိုက်ပါသည်အဲ့တဟာနှင့် အာနာသားနှစ်ယောက်သည်နောက်ကိုတစ်တာကြီးတလုံးထဲ၌ထည့်၍မြင်းပေါ်တင်ပြီးလေတဲကန္နာယာကြီးတခုတို့ရောက်အောင်ခေါ်သွားကြပါသည် ရောက်သောအခါငါကိုတတ်တော့မီဟု မျက်စိကိုအဝင်းနှင့်စီး၍ပိတ်ကြပါသည် အာနာသားနှစ်ယောက်မှာစစ်တီတော်များဖြစ်ကြသဖြင့်ငါကစစ်တီတော်တို့မြည်သည်တိုင်းသူပြည်သားတို့အားရန်သူပေးမှကာကွယ်ပေးရသာရှိပါသည် ဆင်းရဲဒုက္ခရောက်နေသောတိုင်းသူပြည်သားတို့ဤတေမင်းတမန်မဖြစ်စေသင့်ပါစသည်ဖြင့်အကျိုးကြောင့်ပြော၍ရှိုက်ကြီးတငင်ငိုကာယောကာတောင်းပန်ပါသည်ထိုအခါအာနာသားနှင့်ဦးလဲထင်သလောက်မရက်ဆက်ကြဘဲနာအပေါ်အတနာဖက်၍လာကြပါသည်ငါကလည်းသူတို့အပေါ်မှာတစုံတရာနစ်နာအောင်မလုပ်ဘူးသူတို့ကလည်းငါခမဲတော်ဤကိုရန်တော်အမှုထမ်းများဖြစ်ဘူးသဖြင့်ကျေးဇူးတိကြပြီးငါအပေါ်အတနာဖက်လာကြဟန်တူပါသည်အဲ့တဟာနဲ့အာနာသာအကြီးဖြစ်သူက ကိုင်းမင်းသားတခါရဲလွတ်ရာသို့ပြေးပေတော့ဒီတိုင်းပြည်ကိုတော့ဘရောမပြန်မလာလေနှင့်ပြန်လာလို့ရှိလျင်မင်းသားအသက်တာမဟုတ်ပဲငါတို့အသက်တွေပါအစ်စ်ပါကုန်လိမ့်မည်ဟုပြောပြီးလျင်လက်ပြန်ကြိုးတုပ်ထားသောအချိုးများကိုဖြည့်ရပေးပါသည်ငါကလည်းအသက်သခင်ဂျေဇူးရှင်အာနာသားနှစ်ယောက်အားလှိုက်လိုက်လဲလဲဂျေဇူးတင်သည့်အထိမ်းမှတ်ကိုပြပြီးလျင်တေရင်းမှလွတ်လာသဖြင့်ဝမ်းတာကြီးတာလျက်မျက်စိတစ်ဖက်ပြည့်ရသည့်အတွက်ပင် ဝမ်းမနေနိုင်လောက်အောင်ရှိပါသည် ထို့နောက်ငါသည်လူသူလေးပါမမြင်နိုင်အောင်နေဘက်တွင်တော်ရင်း၌ပုံပုံနေပြီးနောက်ညညမှတက်နိုင်သည်မြစ조사၍ဘာတွေးတော်ဤနိုင်ငံရှိရာသို့မှန်းဆ၍သွားပါသည်အဲ့တဟာနှင့်ပင်နောက်ဆုံး၌ဘာတွေးတော်ဤရွှေမြို့တော်သို့ဆိုင်မြိုက်စွာရောက်သွားပါသည်ဘာတွေးတော်လဲသူသားပြောက်သွားပြီးနောက်တရင်လုံးလုံးမကြားရသဖြင့်တေဒီရှင်သည်မတိရသောကြောင့်များစွာပူဆွေးဒုက္ခရောက်နေသည်ကိုတွေ့ရပါသည် ငါလဲငါခမဲတော်ဖျားကိုနန်းရင်ဝင်ကြီးကလှုပ်ကြံလိုက်ပုံငါဤမျက်စီကိုနန်းရင်ဝင်ကြီးကိုယ်တိုင်ထိုးဖောက်လိုက်ပုံထို့နောက်အာနာသားများအားငါကိုတတ်ဖို့စေခိုင်းလိုက်ပုံအာနာသားများကသနာသဖြင့်ငါတက်ချမ်းသာပုံများနဲ့တကွနောက်ဆုံးတွင်ဘာတွေးတော်ထံခိုလုံဖို့ခဲခဲရင်ရင်နဲ့လာခဲ့ပုံများကိုပြောပြပြီးလျှင်ရှိုက်ကြီးတင်ငူပါသည်ဘာတွေးတော်ကလည်းငါနှင့်ရော၍မူရှာသည် ဖုန်းနောက်ငါဤမျက်စိဈေးထည့်ပေးရန်ဘာတွေးတော်ကကြည်တော်အခါမျက်လုံးတစ်လုံးလုံးဟောက်တောက်ကန်း၍သွားပြီဖြစ်သဖြင့်ဈေးထည့်၍မဖြစ်နိုင်တော့သည့်အဖြစ်ကိုတွေ့ရပါသည်ဘာတွေးတော်ကလည်းမျက်လုံးကန်းသဟာအေးမကြီးပါဘူးကွယ်အသက်မတည်လင်ပြီးသဟာပါပဲဟုအာပေစကားပြောပါသည်ပြီးလျင်ဘာတွေးတော်ကသူသားပြောက်သွားသည့်အကြောင်းကိုပြောပြီးလျင်တဲထန်စွာငိုကြွေးပါသည်။ငါလည်းဘာတွေးတော်နှင့်ဝိုင်း၍ငိုပါသည်။စင်စစ်ဆိုသောဘာတွေးတော်၏အပူလဲငါအပူ ငါအပူလဲဘာတွေးတော်ဤအပူဖြစ်ပါသည်အဲ့တဟာနှင့်ငါလဲဘာတွေးတော်သားเจ้าနှင့်ပတ်သက်၍မြည်သူကိုမြမပေါက်ကြားစေရန်ခံထားသောဂရီကိုဖျက်ရန်အချိန်တန်ပြီးဟုအောက်မေ့ပြီးဘာတွေးတော်သားနှင့်ဆက်လင်း၍တီးသည်မြကိုဘာတွေးတော်အားရှောက်ကြပါသည်ဘာတွေးတော်လဲငါပြော၍မြစကားဆုံးမီမကြံသေးခြင်းပင်စိတ်အနှဲငယ်တတရာရသောအမှုရာကိုပြပြီးလျှင် ငါစကားဆုံးသည်နှင့်တပြိုင်နက် အေးတူတော်မောင်၍အခုမှငါသားတော်အကြောင်းရိပ်မိသည်ဟေဟုပြောပြီးလျင် သူ့သားတော်သည်ကြီးကျယ်ခမ်းနားသောဂူကြီးတစ်ခု တူးဖော်ဆောက်လုပ်နေသည်ဟုသတင်းတန်းတန်းကြားဘူးကြောင်းကိုပြောပါသည်ထို့နောက်ငါတို့တူဝေးနှစ်ယောက်သည်တင်းချိုင်းတွင်သို့သွားပြီးလျင်ခုံညကဘာတွေးတော်သားနှင့်အမျိုးအမည်မသိသောမိမတယောက်စီး၍သွားသောဂူကြီးကိုရှာကြပါသည်ငါတို့သည်တင်းချိုင်းတွင်ရှိဂူမှန်သမျှကိုတစ်ခုပြီးတစ်ခုသေချာစွာကြည့်ကြပါသည် နောက်ဆုံးတွင်ဘာတွေးတော်သားဆင်းသွားသောကူကိုငါကမှတ်မိသဖြင့်ဘာတွေးတော်ဖြာဒီကူကြီးပဲဟုပြောပါသည်ဘာတွေးတော်နှင့်ငါတို့သည်အတင်းဆောင်လာသောပေါ့ချွန်းဖြစ်တယောက်တည်းကူပြက်ကြီးနေရာကိုတူးကြပါသည်ကူပြက်ကြီးနေရာမှာလည်းအောက်မှနေ၍အင်္ဂရေကင်ထားသဖြင့်အတော်ပင်အတူရခတ်နေပါသည် နောက်ဆုံးတွင် အပေါ်ကပိတ်သောတကားရွက်ကြီးပေါ်လာသဖြင့်ငါတို့နှစ်ယောက်ဆွဲ၍ဖွင့်ကြပြီးလျင်ဘာတွေးတော်ကရှေ့ကငါကနောက်ကကူကြီးလေးတို့ဆင်းကြပါသည် အထက်90ခန်းရှိသောကြောင်လင်းလေကားကြီးကိုဆင်းမိကြသောအခါအထဲတွင်အင်မတန်ကျယ်ဝန်းသောခန်းမကြီးကိုတွေ့ရပါသည်ထိုခန်းမကြီးတွင်မိများသည်ထိန်နေအောင်ထွန်းထားပါသည်မိကိုများလည်းတခန်းလုံးပြည့်နေပါသည်ထိုအချိန်ထိငါတို့မှာဘာတွေးတော်သားအားအစအနောက်ကိုမျှမမြင်ကြရသေးပါအတဟာနှင့်ငါတို့သည်အခမ်းမကြီးပဝင်းကျင်ကိုရင်သက်ရှုမောကြည့်လျက်အတွင်းသို့ဆက်၍ဝင်သွားကြပြန်ပါသည်။ ခန်းမကြီးထဲ၌စားရည်ရိတ်ခါအပြည့်စုံတူလောင်ထားသည်ကိုလည်းတွေ့ရပါသည်။နောက်ဆုံးတွင်ငါတို့သည်နူးညံ့တိမ်မွေသောပိုးပဲကတိပါတို့ဖြင့်စည်ရင်မွမ်းမံထားအပ်သောကြာကြီးဆောင်တွင်ဘာတွေးတော်သားနှင့်သူ၏မြောက်သားတော်တို့အတူအိတ်ဆက်နေကြသည်ကိုတွေ့ရပါသည်။တို့ရရင်မင်းသားဇနီးမောင်နှံတို့မှအိုးမဲတုံးကဲ့သို့မဲ၍နေပြီးလျင်အသက်မရှိကြတော့ပါထိုအခါငါဟာများစွာယူကျုံမရဖြစ်၍သွားတော်လဲဘာတွေးတော်မှာသူ့သား၏အလောင်းကိုတွေ့ရသဖြင့်ပူဆွေးခြင်းဖြစ်ပုံမရလာ၏ ဒီလောက်တောင်မိုင်းလာသည်သာဒီလိုဖြစ်တဟာပဲကောင်းသည်ထွေ ခုမကျင်နာသောစကားကိုဆိုပါသည်ဒီတော့ငါလဲအံ့ဩသွားပြီးဘာတွေးတော်ဖျားပေနေသောသားအပေါ်မှာဒီလောက်တောင်ရက်ဆက်တော်မမူသင့်ဟုထင်ပါသည်ဟုပြောမိပါသည်ဒီတော့မှဘာတွေးတော်ကသူတော်မကအကျိုးအကြောင်းမသိပဲကိုအခုငါသားတော်ယူထားသည့်မိမဟာကတခြားသူမဟုတ်ဘူးကွသူ့နမအရင်သူတို့မောင်နှမကငငယ်လေးတွေကခလေးချင်းဘာဝချစ်ကြိုက်နေကြတဟာကို ဒီအကြောင်းကိုဘာတွေးတော်ကလည်းသိလို့ချောပေးလှပေးဆိုသည့်မင်းသမီးတယောက်ရှာပေးမိဟုချော့၍ပြောဘူးသည်ချော့ပြော၍လည်းမရနောက်တဖန်ခြောက်ချီတလဲနှင့်ဖြစ်ပြန်လည်းမရတဟာနှင့်နည်းနည်းကြီးလာပြန်တော့လေသူတို့ချင်းအတူတူမထားပဲသမီးတော်ကိုတခြားမှာပို့ပြီးခွဲထားလိုက်သည်အဲ့ဒါလိုအမျိုးမျိုးကြံပြီးခွဲရက်သားနှင်းမှဒီလိုဖြစ်မိအောင်လာဖြစ်ရသေးသည်ဆိုတော့တူတော်မောင်ပဲစဉ်းစားကြည့်ပြီးတော့ဘာတွေးတော်ဘမစိတ်ကောင်းနိုင်ပါမလဲအခုလဲမျက်မြင်ပဲ လောင်မီးကြသေးကုန်ကြပြီ။နောင်အလာဟုအရှင်ရှိတော်ရောက်လင်းလီထက်ကြီးသည့်အပြစ်ကိုခံကြရအောင်နီဟုပြောပြီးလင်းရှိုက်ကြီးတင်ငင်ငိုရှာပါသည်။ငါကလည်းဘာတွေးတော်နှင့်အတူရော၍ငိုလိုက်ပါသည်။ထို့နောက်ဘာတွေးတော်သည်မျက်ရည်များကိုဆဲ၍ငါကိုကြည့်ပြီးလင်း gain တူတော်အခုငါမှာတာရောသမီးရောမရှိတော့ဘူးဒီတော့မင်းမဲငါသားလုပ်ပြီးငါနဲ့လိုက်နေပေါ့ ငါလဲဒီလောက်မိုက်လာသည့်သားကိုမိနိုင်အောင်စူးစမ်းရမှာပဲဟုတနားဆော့ပွဲပြောရှာပါသည်ငါကလည်းနန်းရင်ဝင်ကြီးလက်ချက်ဖြင့်ငါခမဲတော်ဆုံးရပုံသူ့လက်ချက်နှင့်ပင်ငါမျက်စိတစ်ဖက်ပြည့်ရပုံဘာတွေးတော်သားဇနီးမောင်နှံတို့တေချင်းဆိုးနှင့်တေရပုံများကို တွေး၍ဒုနယာကြီးသည်အင်မတိအင်မတန်စမ်းကြယ်ပါကလားဟုအောက်မေ့ကငိုကြွေးမိပြန်ပါသည်ဘာတွေးတော်လဲငါနှင့်အတူ ရော၍ငိုပြန်ပါသည် ထို့နောက်ငါတို့ဒူဝီ၂ယောက်တည်ဆင်းလာခဲ့ကြရင်ကြောင်လိန်လေကားကြီးဖြင့်အပေါ်တို့ပြန်တက်ကြပြီလျင်ဘူဝတကားကိုလုံခြုံစွာပြန်ပိတ်ခဲ့ပြီလျင်ရွှေနန်းတော်ကြီးတို့အမှတ်မထင်ပြန်ခဲ့ကြပါသည်ငါတို့သည်ရွှေနန်းတော်ကြီးတို့ရောက်၍အမောမြမပြေသေးခင်တွင်မြို့ပြင်မှစီတံမောင်းတန်မြင်းဟီတံမြင်းခွာတံဓာချင်းလှန်ချင်းခတ်တံများကိုတောတောညံမြကြားကြရပါသည် ကျောင်းမီတို့ဟုသိရန်အတန်ကြားရဘက်သို့မျှော်ကြည့်လိုက်သောအခါကောင်းကင်တစ်ခုလုံးတိမ်တောင်တိမ်လေးများဖုံးတကဲ့သို့အပြင်းချီလာကြသောရန်သူတို့၏ခြေတီတက်မြင့်တက်တို့ကြောင့်ထနေသောဖုံကိုဖုံလေးများဖြင့်မဲမောင်လေးဒီကိုတွေ့ရပါသည်ထို့နောက်တခဏမျှကြာ၍ငါတို့ကင်းထောင်များပြန်လာကြသောအခါနောက်ခမဲတော်ကိုအဆုံးစီရင်၍ငါတို့နိုင်ငံကိုတည်ယူသောနန်းရင်ဝင်ဟောင်းနန်းလူမင်းသည်ဘာတွေးတော်ဤနိုင်ငံကိုတည်ယူရန်အလုံးရင်းနှင့်ခြိတက်လာပြီဖြစ်ကြောင်းကိုသိရပါသည် ငါလည်းမျက်လုံးမျက်စံများပြူးသွားပြီးလျင် အထူးပင် တုံလို့ခြောက်ချား၍သွားပါသည်။ဘာတွေးတော်ဤမျိုးဆောင်တက်များလည်းအင်အားချင်းမများသဖြင့်ရန်သူတို့ကိုခုခံ၍အချင်းဤတာဖြစ်မည်ကိုသိကြသောကြောင့်လက်နက်ချကမျိုးတကားကိုဖွင့်၍ပေးလိုက်ကြပါသည်။ဘာတွေးတော်လဲပြေး၍မလွတ်သဖြင့်ရန်သူတို့ဤလက်ချက်ဖြင့်ခန္ဓာဆဲရှာရပါသည်။ငါလဲကိုလိုယုံကမလွယ်တကားမှတရောတော်ဘာထွက်၍ပြေးခဲ့ရပါသည်။ မြို့ပြင်သို့ရောက်သောအခါလူသူလေးပါမမှန်မိစေနိုင်ခြင်းကငါသည်ဥဆန်မိုးစိတ်မှဆ၍မြခုံးငွေးပါမကြံပြအောင်ရိပ်ပြီးလျှင်ဘဂဒက်ရွှေမြို့တော်ဟာလုံအာလာရှိမင်းဤဘုံတော်ရိပ်ကိုတွားရောက်ခိုလုံမိအကြံနှင့်လူသွားလူလာများသောလမ်းလူနေစီကားသောမြို့ရွာများကိုရှောင်၍လူသွားလူလာပြတ်သောလမ်းဖြင့်ခီးနေ၍လူနေအိမ်ခြေ၆တွေ့သောမြို့ရွာများကိုဖျက်ကားလာခဲ့ပါသည် ဲဒလိုခြေချင်းခီးဖြင့်ပုံရှိုးွယ်ရှူ၃လလခန့်လာခဲ့ရာနောက်ဆုံးတွင်အလာဟုအရှင်ဤအလိုတော်ဖြင့်ဤဘဂတ်တ်နေပြည်တော်သို့ခိုလုံမိပါသည်ဤသို့ခိုလုံမိလျင်ခိုလုံမိခြင်းငါဤစိတ်၌ငါသည်ရန်သူဤလက်ချက်ဖြင့်အသက်ဆုံးရှုံးဖို့မရှိတော့ဘီဟုအောက်မေကဝန်တာမိပါသည်အဘေကြောင့်ဆိုသောတရားနှင့်အညီမင်းပြုတော်မူသောမင်းကောင်းမင်းမြတ်တို့စိုးစံသောအတိုင်းပြည်တွင်တိုင်းသူပြည်သားလူအများတို့၏အသက်စီးစိမ်အိုးအိမ်ဥစ္စာတို့မှလုံခြုံစမြဲဖြစ်သောကြောင့်ဖြစ်ပါသည်။ ငါသည်ဤရွှေမျိုးတော်ဤတကားဝတွင်ခတ်သိမ်းသောဧည့်သည်တို့ဤထုံတိုင်းဘယ်သွားဘယ်လာရမည်ဟုမဝေခွဲနိုင်သဖြင့်တယောင်လေလေဖြစ်နေစဉ်အတွင်းဟောဒီကဒုတိယဖိုးသူတော်ရောက်လာပြီသူကလိုသူလဲကိုလိုဧည့်သည်ဖိုးသူတော်နှင့်ပဲတူပါသည်ဟုပြောပါသည်ဒီတော့ငါကမှန်ပါသည်ဧည့်သည်ဖိုးသူတော်ပါပဲဟုပြန်ပြောပါသည်သဟာနှင့်ငါတို့ဧည့်သည်ဖိုးသူတော်နှစ်ယောက်တည်းဘယ်သွားရမှန်းဘယ်လာရမှန်းမသိကြ၍အကြံအိုက်နေကြတော့မှာပဲ ောဒီကတတိယဖိုးသူတော်ထက်ရောက်လာပြန်ပါသည်အဲ့တဟာနဲ့ကန်တူအချိုးပေးငါတို့ဖိုးသူတော်၃ရောက်တီအလာဟုအရှင်အာကိုနဲ့ဘဂတ်တက်နေပြည်တော်ရဲသူဝင်လာခဲ့ကြရာအချိန်ကလည်းတီတီလင်းပြီဖြစ်သဖြင့်အလာဟု အရှင်ချထားတော်မူခြင်းဖြစ်ပင်ဤမမတို့၏မင်္ဂလာအိမ်တော်ကြီးသို့တဲခိုရန်ရောက်လာခဲ့ရသည်မှာအထူးအစီရင်ခံဖို့မလိုပါမမတို့တည်တော်မူသည့်အတိုင်းပင်ဖြစ်ပါသည် ဤတွင်ငါသည်ရွှေလင်ပန်းနှင့်အချင်းစေသောမင်းသွေးမင်းသားဖြစ်လျက်မျက်စိတစ်ဖက်ပြက်၍နောက်ဆုံးဖိုးသူတော်ဘဝရောက်ပုံပြီးပြည့်စုံပါပြီ။ထိုအခါဇိုဘေဒါကဘူးသူတော်အကြောင်းကနားထောင်လို့အကောင်းသားပဲ။ကိုင်းတဟာဖြင့်ဘူးသူတော်လိုရာသွားနိုင်ပါပြီဟု ဆိုတဲ့တဲ့။ဒီတော့ဖိုးသူတော်ကဒီလိုနဲ့တော့မပြန်ပါရစေနဲ့ဦးမမရဲ့။တခြားလူတွေအကြောင်းနားထောင်ပြီးမှပဲပြန်ပါရစေဟုဆိုတဲ့တဲ့။ဒီတော့ဇိုဘေဒါကဒီလိုဆိုရင်ကောင်းပြီနားထောင်နိုင်သည်။ ကိုင်းဒုတိယဥသူတော်တယောက်ကဘရင်သွေးဘဝကမျက်စိတစ်ဖက်ပြက်ပြီးဖိုးသူတော်ဖြစ်ရသည့်အကြောင်းကိုလင်းပေတော်ဟုဆိုတဲ့။ဒီတော့ဒုတိယဖိုးသူတော်ကဆိုလတန်းသည့်အတိုင်းသူ့အကြောင်းကိုသူပြန်၍ပြောပါတဲ့